က်မှာမင်းတို့ညီကိုတော့ချစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မဟုတ်ပါသာသူတို့တွေကအမှုပညာအာနဲ့ပတ်သက်ပြီးတော့ရန်ယူထွက်တဲ့လူတွေကြီးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေနဲ့အလုပ်လုပ်ရတာတကယ်လည်းကြော်စရာကောင်းပါတယ်ကြော်စရာကောင်းတယ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာကောင်းနေတာပေါ့အဲကိုကိုရဲ့ဇက်ကာကိုရဲ့ဇက်ကောင်တွေနဲ့ပတ်ဝန်းကျင်ပြီးတော့တရုတ်ဆောင်ရမယ့်အချိန်တွေမှာဒီလူတွေရဲ့တုံ့ပြန်မှုတွေက အားကောင်းတဲ့ခါကျတော့အလိုလိုနေနေဒီဇက်ွက်ကလေးတွေကကမဆီမိနေတဲ့သဘောပါဘယ်လိုမျိုးဆန်လန်းဆက်အိမ်ကောင်းတဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပြိတ္တကိုကြည့်စေခြင်းနဲ့ရွေချက်ပေါ့နော်ဒါကြောင့်မို့ဒီကားလေးကိုလည်းကိုပြတာဒီဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးအလုံးလို့ပါနော်ပကြောင်ကြီးလို့ခေါ်တာအောင်စီအောင်မဇာကာလေးရတော့ဒါဟိုပါပေါ့နော် live drama ပေါ့ live drama ဆိုပေမဲ့လည်း ဂျာတာဆိုရုပ်ရှင်တကားလို့တော့ပြောလို့ရပါတယ်ဒါဒီကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတယောက်ဆောင်တာပဲဒီထဲမှာတော့ပကြည်ရဲတယ်တပ်ပုံရိုက်တယ်ဆိုတဲ့ character မျိုးကိုလောက်ရလာပါတယ်ဟုတ်တယ်ဗျာဘာလို့ဆိုဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ပြိတ္တတည်းရဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပုံမှာထင်မြင်ယူဆချက်ကလေးတွေကလည်းဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ ဒွဲဆက်ကလေးတွေပါတယ်နောက်ပြီးတော့ဟိုပေါ့နော်ကျွန်တော်တို့ဒါလူပညာလောကထဲမှာပဲကျွန်တော်တို့အများအားထီးထွင်းနေတဲ့တရုပ်ဆောင်တွေလည်းပါတယ်လို့အဲဒီလူပညာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုတူတူလျှောက်လန်းခဲ့တဲ့ကိုပြုတ်ငွေစိုးတို့ပါလို့ဆိုရင်လည်းဒါကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကထဲကိုစောရောက်ခဲ့တဲ့လူပညာရှင်တွေပေါ့နော်ဆိုတော့ဟိုဒီဟာတွေကလည်းတကြောင်ပေါ့နော်အဲ့တော့ဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအဲမှာပါဝင်ရတဲ့အတွက်ကြောင့်မလို့ဒီကားလေးရဲ့ အာဘယ်လိုမှလည်းကာလိုက်တာဒီကားလေးရဲ့ဆွဲဆောင်မှုဟိုပိုရှိသွားစေမယ်လို့လည်းမြင်နေပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့တင်းဆောင်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဆန်လန်းဆက်အင်ကောင်းတဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပြိသက်ကိုကြည့်စေခြင်းရဲ့ရည်ရချက်ပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုလည်းကိုပြတာတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုမျက်စောင်းနဲ့တော့မထုံမိစေညီမလေးရေးဝိုင်းလိုက်ကိုကြည့် ယ်။ဒါသူတို့တွေကအမှုပညာအာနဲ့ပတ်သက်ပြီးတော့ရန်ယူထွက်တဲ့လူတွေကြီးပဲပေါ့နော်။ဆိုတော့အဲ့လိုမျိုးလူတွေနဲ့အလုပ်လုပ်ရတာငယ်လည်းပျော်စရာကောင်းပါလား။နောက်ပြီးတော့ပို့ပြီးတော့လည်းဘယ်လိုပုံလဲဆိုတော့ပျော်စရာကောင်းတယ်လို့ပေါ့နော်။ကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာကောင်းနေတာပေါ့။အဲကိုကိုရဲ့ဇက်ကကိုရဲ့ဇက်ကောင်းနေတဲ့အဲပတ်ဝင်ပြီးတော့တရုပ်ဆောင်ရမယ့်အချိန်တွေမှာဒီလူတွေရဲ့တုံ့ပြန်မှုတွေကအားကောင်းတဲ့ခါကျတော့အလိုလိုနေနေတဲ့ဒီဇက်ကွက်ကလေးတွေကကမဆွေမိနေတဲ့သဘောပါဘူး။အဓိကကတော့လေဒီ ီဇယ်လန်ဇက်အိမ်နဲ့ဇက်ကောင်တွေကိုသူကင်တွင်နိုင်ဒါတော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုး live drama တွေဆိုတာကလူပညာလောကကိုဒီလိုမျိုးနှစ်30ကျော်တုံးတက်လောက်ဖြတ်သန်းထားတဲ့မီဒီယာအနေနဲ့ဒါမခဲဘူးဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေဒီလိုမျိုးပေါ့နော်တိတိကျကျ နီးအောင်ပေါ့နော်တိုက်ပြနိုင်ဖို့ဆိုတာတုံနာရောဒရိုက်တင်းတုံနာအောင်တွေ့ကြုံလည်းမရဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတော်တော်လေးဟိုကျွန်တော်တို့ကန်ရွယ်နိုင်တာတွေ့ရတယ်ပြီးတော့အဲတယောက်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းပြင်ပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်ပဲနေမှာဒီအောင်စီယာမွေးရှင်ဇာကားလေးကတော့ကျွန်တော်တို့ညီကိုတွေပေါ့နော်နောက်တစ်ခုကကြတော့အာဒီ character တယောက်စီတယောက်စီတိုင်းရဲ့ character လေးကိုလည်း အဲပေါ်လွင်အောင်နောက်ပြီးတော့ဒီယာတာမြောက်တဲ့ရုပ်ရှင်ပေါ့နော်အာနောက်ပြီးတော့ပေးခြင်းတဲ့ message လေးကလည်းကျွန်တော်တို့ထီထီမိမိနဲ့တကယ်ကိုအာမြန်မာရုပ်ရှင်ကားတကားထဲမှာကြည့်လို့ကောင်းတဲ့ location တွေလည်းပါသလိုတခါမှမမြင်ဘူးမတွေ့ဘူးသေးတဲ့နေရာတွေမှာလည်းကျွန်တော်တို့စ조사ပြီးတော့ဒီကားလေးကိုတက်နိုင်ဆုံးရကူးထားကြပါတယ်အားလုံးနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားတဲ့ကားလေးဖြစ်တဲ့အခါကျတော့လူတွေနဲ့ခါမှာလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်